အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမောင်သွေးရင်ရေးသားထားတဲ့ဆရာဒေါင်းຫນွေရဲ့ထောင်မှုဘဝဖြစ်ရဲ့စမ်းများအကြောင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြကြပါအောင်ခင်ဗျာဆရာကြီးအိုဆရာကြီးထောင်းတွေလာရင်အဲ့ခံထားနေစရာပါဗျာကျွန်တော်အပြင်ခဏသွားမလို့ဟမ်ဆရာကြီးထောင်းတွေကိုကျွန်တော်မှမမြင်ဘူးပဲဗျာ ဟာအိမ်ကိုလာမှာပဲဗျာဆရာလည်းစာရေးဆရာလုံနေပြီးတော့မြင်မှုမှသိတော့မှာလားโอเคโอเคတော်တော်ကျွန်တော်အိမ်ခံထားလိုက်ပါမယ်ကျွန်တော်ဂရိပြုလိုက်မှသူစိတ်ချလက်ချထွက်သွားတယ်သူဆိုသူမှာသတင်းထောက်ခင်ဖြစ်ပါတယ်ဘကူမျိုးရှိသူ့အိမ်မှာကျွန်တော်ခိတ္တရောက်နေတယ်သူကဆရာကြီးတောင်းတယ်ကိုထမင်းစားဖိတ်ထားတယ်မနက်ကလေးကသူနဲ့ကျွန်တော်ဈေးထွက်ဝယ်ပြီးပြီး သူ့ဇနီးဆီယာမဒေါ်တင်နေမြကတော့နောက်ဖေးမှာချက်ပြုတ်စေဆရာကြီးတောင်းတွေကလည်းပကူးမှနေတယ်ဆရာကြီးရဲ့စာများကိုတော့ဖတ်ဘူးပါလေလူကိုတော့မမြင်ဘူးပါဆရာစာများကကောင်းတယ်ရှားတယ်လူတိုင်းမရေးနိုင်ထောင်မှုလုံသက်38နဲ့အတွင်းမြမပြီးအနှံ့သူ22ကျိန်ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတယ်ရောက်ရာအရမထူးခြားဖြစ်စဉ်များကိုလေးလာစူးစမ်း၍ရေးမှတ်ထားတယ်ရေးကျင်တဲ့အချိန်မှရေးရမယ်မှတ်တမ်းများလို့ပြောတယ် မှတ်တမ်းစာအုပ်များအုပ်ရည်90ကျော်ရှိတဲ့ကုန်ချမ်းများဖြစ်ပါれ။ဤကုန်ချမ်းများကိုကုန်ကြောပြု၍ရေးသားတင်ပြနေတယ်။ဇရာရေးသည်များဖြစ်ရစမ်းကြီးပါ။စိတ်ဝင်စားဖို့အလွန်ကောင်းတယ်။စာဖတ်ရသူတိုင်းစိတ်ဝင်စားတယ်။ကျင်းုပ်လည်းစိတ်ဝင်စားတယ်။ယခုလူကိုယ်တိုင်တွေ့ရအောင်မယ်ဆိုတော့ပို့ပြီးတော့စိတ်ဝင်စားနေမိတယ်။စာဖတ်ရတာထက်စာရေးဇရာကိုယ်တိုင် ပြောပြ၍နားထောင်ရတဲ့အရာသာကထူးကဲသည်မဟုတ်လား။ ဆရာကြီးသည်အချိန်တိကျစွာရောက်လာတယ်။မမရရဆိုရင်28ရက်ဆယ်လ1999ရက်နေ့မနက်7:00နာရီရင်ထောက်ခင်ရဲ့အိမ်ကိုရှာမတွေ့၍စေအိမ်မှုမှလိုက်ပို့ပေးတယ်။ဇေယတော်တွေကအရက်အမောင်းကောင်း၍ဖြူဖြူခန့်ခန့်ဖြစ်ပါတယ်။အေးစေတည်ငြိမ်တယ်။ငယ်စဉ်ကထောင်မှုယူနီဖောင်းနဲ့ဆို အလွန်ခန့်လိုက်မယ်။စကားပြောကောင်း၍မှတ်ညံကောင်းလာတယ်။ မိဘဘိုးဘေးဘီဘင်များရဲ့အမိများကိုသိနေသေးတယ်။ရွတ်ပြတယ်။အံ့ဩမိတယ်။ဇရအမိရင်းကိုတော့ဥကိုကိုလက်လူခန့်လူကျော်ကျွန်ုပ်နဲ့အတူသတင်းထောက်ခင်နဲ့အမှုခင်သတင်းထောက်နောင်ထွန်းပကိုးတို့ရှိနေကြတယ်။ဇရတောင်းတယ်ပြောသမျှအားလုံးပါဇက်အောင်သား။စရာကဘဝကိုတွေးအတွေ့အကြုံများကိုတနာ yı ကြော်ကြာထိုင်ပြောပြရှာတယ်။ပုံမြင်များမဟုတ်ပါ ကိုတွေ့ဖြစ်ရဲ့စမ်းများပါစာနယ်ဇင်းတချို့တွင်တော့ရေးခဲ့ပြီးပြီတို့တစေစာဖတ်သူတို့အရသာရှိရှိထပ်မံခန်းစားနိုင်ရန်ကျွန်ုပ်မှပြန်လည်တင်ပြပါအောင်မယ်ဝတ္ထုတပုတ်ကဲ့သို့ပြည့်ပြည့်စုံစုံကြီးတော့မဟုတ် ကောင်းနှုတ်တင်ပြတဲ့သဘောကျွန်ုပ်နားထောင်ခဲ့ရတဲ့ဖြစ်ရဲ့စမ်းများကို မျှဝေခန်းစားနိုင်ရန် ပြန်လည်ဖောက်သည်ချတဲ့သဘောများသာကဲဆက်လက်ဖတ်ရှုကြပါကုန် 1980ခုဝန်းကျင်တာယာဝရီ ထောင်၌တာဝန်ကျနေစဉ် ဖြစ်ပါတယ်။ထောင်သို့ လူငယ်အကျဉ်းသားတဦးရောက်လာတယ်။လူတတ်မှုနဲ့တေတံကြခံရမယ်အကျဉ်းသားပါ။သူ့အမှုကကိုဝန်တဲ့တဦးကိုဓာဖြစ်ထိုးတတ်မှု သူ့အမှုကိုအယူခံဝင်ထားစဉ်အတနာခံစားတင်တွင်းထားတဲ့ချိန်ကာလအတွင်းသူသည်ထောင်မှုဆရာဒေါင်းတွေနဲ့လက်ပွန်းတသိနေခဲ့ရတယ်။ မကောင်းမှုအကုသို့ကိုလှုပ်ခဲ့မိတော့ဒီဒဏ်ကိုကိုပဲပြန်ခံရပြီပေါ့။ဘာပဲဖြစ်ဖြစ်မသေးခင်ကောင်းမှုတွေလှုပ်သွားမှကျွေးတွေကြည်ပြီးဘဝကူကောင်းမှာဖို့ဖရားအလုပ်တရားအလုပ်လှုပ်ပေါ့ကွာ။ရတဲ့အချိန်လေးမှာစိတ်ကိုငြိမ်ငြိမ်ထားပြီးဖရားတရားကို အာယုံထားနေစမ်းပါ။ထောင်မှုရဲ့အဆုံးအမကို သူနာခံပါတယ်။ထောင်မှာလှုပ်เสียရရှိသမျှအကုန်လှုပ်တယ်။သူ့အမေကလည်းထောင်ဝင်စာတွေ့စဉ်စိတ်ပတိလေးပေးသွားတယ်။ မိခင်ကိုဂျေဇူးဆက်လိုကဒီပတိလေးကိုမသိမချင်းစိတ်သွားပါလို့ဂရိတောင်းတယ်။သူဂရိပေးလိုက်တယ်။ဒီပတိလေးနဲ့ဆက်လင်း၍ဆရာတောင်းကိုသူအကူအညီတစ်ခုတောင်းတယ်။သူအမှုကလည်းအယူခံရောအတနာခံစားပါပလက်ခံရ၍ရှုံးခဲ့ပြီးသူ့ကိုတေးတံပေးရတော့မယ်။ကြိုးပေး၍တက်ရပါတော့မယ်။တရက်ကျူညနေဘက်တရဏဂုံတင်တော့သူကပြောလာတယ် ဆရာကျွန်တော်ကိုကြိုးပေးချိန်မှာဒီပရီးလေးကိုလက်ထဲမှာစုပ်ကင်ထားခြင်းပါတယ်တကယ်လို့များကျွန်တော်အသေးချိန်မှာဒီပရီးလေးလက်ကပြုတ်ကျနေခဲ့ရင်တော့ဘာမှမလုပ်ပါနဲ့လက်ထဲမှာစုပ်ကင်ရက်သားရှိနေအောင်မဲဆိုရင်တော့ပရီးလေးကိုအမေစီအရောက်ပို့ပေးပါဆရာဆရာတော်တွေ့သွားတယ်တေတံကြခံရ၍ကြိုးပြီးမဲ့အကျဉ်းသားကိုဘာပစ္စည်းမှထည့်ပေး၍မဖြစ်နိုင် ထောင်စည်းကမ်းကကြီးပါတယ်။တေရန်ကြခံရသူကိုတက်ရမဲ့သူပဲတေးရမဲ့သူပဲဆိုပြီးတော့ဖြစ်ကြတဲ့ဆန်းမလို့ရ။ကျမကြီးစေးစစ်ရသေးတယ်။ကျမကြီးညံ့နေတယ်။နေကောင်းခြင်းမရှိ။အာရင်ချိနဲ့နေလျင်ကျိုးမပေးရသေး။စေဝါကုသစောင့်ဆိုင်းရတယ်။ကျိုးပေးစဉ်နာကျင်ပွန်းပဲမှုလည်းမရှိစေရ။ကိုယ်အလေးချိန်နဲ့ကျိုးအရှိကို တွက်ချက်စီစဉ်ရတယ်။အဖြစ်နိုင်ဆုံးတက်တက်တတာအသက်ထွက်စေရန်ဂရုစိုက်ရတယ်။ကြိုးပေးခြင်းသည်အရက်ထဲမှဇွဲကြိုးချသလိုလေပင်အစ်အသက်ရှူကြက်ပြီးတေးရခြင်းမဟုတ်ပါ။လူရဲ့အောက်မေးတွင်ဂျွိုင်းဆက်ရှိတယ်။ကြိုးပေးခံရသူနင်းထားတဲ့အံဘုံးကိုဖြုတ်ချလိုက်ချိန်၌လူကျသွားပြီးတော့အလေးချိန်ရဲ့စောင့်အားကြောင့်အောက်မေးမှဂျွိုင်းဆက်ပြုတ်သွားရခြင်း ဖြစ်ပါတယ်။ ရုံကန်လှုပ်ရှားခြင်းပြင်းပြင်းထန်ထန်မဖြစ်ကျိုးလေးနည်းနည်းလှုပ်ရမ်းပြီးတော့၄၅မိနစ်ဆိုငြိမ်သွားလိမ့်ပြီဇေယတော်သည်သူ့အားကြည့်ပြီးဂတိပြုလိုက်မိတော့တယ်အေးကွာငါကူညီပါမယ်ကျေးဇူးပဲဆရာကျွန်တော်လဲအချွေတောက်ချင်တယ်ဟောအေးအေးအေးရော့တောက်လေဇေယတော်သည်ဖုန်းတော်ကြီးအတွက်ဒဗလင်းမိမိအတွက်ဒဗလင်းသာမှားထားရာ ူတောက်ချင်တယ်ဆို၍ပေးတိုက်လိုက်တော့တယ်ထူကြသည်မကောင်လေးတည်ငိမ့်နေခြင်းပင်ဖြစ်ပါတယ်မိမိထံမှသူလိုချင်တဲ့ဂရိရလိုက်၍လဲဝမ်းသာသွားပုံရတယ်ရောက်စားကနဲ့မတူညနာလန်းဆန်း၍အသားရေများစူပြေးနေတယ်အချိုရေကိုကုံအောင်တောက်ပြီးလက်ထဲမှပရီးလေးကိုစိတ်နေသေးတယ်ဆရာတော်ကိုလည်းကြောက်ကြောက်လိုက်သေးတယ်အတွေ့အကြုံများလာတဲ့ဆရာတော်ဝင်လျင် မျက်ရည်မဝဲအောင်သတိထားနေရတယ်။ယခုတော့လဲသူသည် လူသက်သမားမဟုတ်လို့ပြော့ပြောင်းတည်ငြိမ်နေပါပြီ။နှောင်းတော့နှောင်းပြီခလေးရဲ့။မိုက်နှောင်တာကနှောင်းနေပါပြီလို့ဆရာတောင်းရင်မာဤသို့ခံစားပြောဆိုနေပါရယ်။မနဲ့လင်းရင်ဖြစ်ဆရာတောင်းသူ့ကိုကြိုးပီးတက်ရပါတော့မယ်။ မနဲ့လင်းတော့ဆရာတော်စိုးစိုးထား၍ကျိုးတိုက်သို့ပြေးရတယ်။ကောင်လေးကမိမိကိုယ်ကိုကိုယ်တိုင်လက်နောက်ပြန်လက်ထိတ်ခတ်ထားလိုက်တယ်။ထောင်ချက်များလောက်ရမည်ဖြစ်တော်လဲစိတ်ပတိကိစ္စကရှိနေတယ်။ထို့ကြောင့်မိမိအကြံနဲ့မိမိကိုယ်တိုင်ပင်ဝင်လောက်ခြင်းဖြစ်တယ်။သူ့လက်ထဲကိုပတိလေးထည့်ပေးလိုက်တယ်။သူကြည့်ကြပါအောင်စုပ်ကင်ထားတယ်။သူမှာတုံလှုပ်မှုအမှုအရာမတွေ့ရဘူး။ သူဖြစ်ချင်တာဖြစ်ရ၍ကြည်နဲ့နေပုံဝင်ရတယ်။သူ့ကိုကြိုးပေးပြီးတော့ဆရာတော်သူ့အလောင်းကိုတေးချာကြည့်မိတယ်။အိုးလက်ထဲမှာပတိလေးသူများမမြင်အောင်ယူ၍ဘောင်းမီအိတ်ထဲထည့်ထားလိုက်တယ်။ပြီးတော့ဆောင်ရွက်ဆရာရှိသူတို့ကိုဆောင်ရွက်ရင်းပတိလေးကိုမိနေမိတယ်။ဒီပရီလေးကြောင့်ပြဿနာတက်လာလိတ်အောင်မယ်လို့လဲဆရာတော်မထင်ပါညကြတော့ပြဿနာကစလာတယ် ထိုအချိန်မှာဆရာတော်ရဲ့ဇနီးကလည်းခလေးမွေးထားတာမကြလာသေး။တညာလုံးအင်ရှိမှခွေးများတစည်းစီဖြစ်နေတယ်။ဘုံတိုင်းကျဲနေကြတယ်။ဆရာတော်ကစိတ်ပေါက်ပေါက်နဲ့အမောင်တဲ့ခဲနဲ့လှမ်းပစ်ဆဲဆူကျိမ်းမောင်းလိုက်တော့ငြိမ်သွားတယ်။ကိုလာရှင်မနှက်ကကြိုးပေးတာပြည့်စုံရဲ့လား။ဘာကြံခဲ့ပြန်ပြီလဲ။ထောင်မှုကတော်ကမေကွန်းထုတ်လာတယ်။ အတွေ့အကြုံများနေပြီမှအထာသိနေပြီတေဒံဘေးသူများကို အမိတ်ပြန်တန်းထောင်မှလွတ်မိတ်ကရုကစုံအောင်ထဲ့ပေးရတယ်တခါကကျိုးဘေးသူတဦးရဲ့အမိတ်ပြန်တန်းလွတ်မိတ်နဲ့ကရုကတို့မှအန်ဆွဲတဲ့မိထားပြီးတော့ထဲ့မပေးမိခဲ့သူ့ကိုကျိုးဘေးမြေမြုပ်ပြီးထီတောင်မှဘုံတိုင်းကျဲနေတယ်ထောင်ချက်ထောင်ဝါရာများကလည်းမသိင်္ဂါထောင်မှုဘာများလိုအပ်သွားပြီနီးစဉ်းစားကြည့်ကြတယ် မေးလည်းမမေးရဲ့ဒီနေ့သပွဲရှင်ရင်နဲ့အန်စဲဖွင့်လိုက်ရမှထိုသူအတွက်ပြန်တန်းအမိစာနဲ့ကရုကသွားတွေ့တယ်။အော်ဒါကြောင့်ကိုချက်ချင်းယူ၍သူ့မြေပုံရှိရာခေါင်းရင်းမှပြန်တန်းအမိဖတ်ရတယ်။တူး၍ထည့်ပေးလိုက်ရတယ်။ဒုံမသာထောင်းမှငြိမ်သက်သွားတော့တယ်။ယခုလဲထောင်းမှုကတော်ကမတင်ငါ၍မေးနေပြီ။ဇေယရောင်းပြန်မဖြေတတ် ပရီးလေးကိုသတိရမိတယ်။ချွတ်ထားတဲ့ပေါင်းမီတဲ့သွားဆန်းတော့တွေ့ရတယ်။အော်ဒါကြောင့်ကိုလို့သိလိုက်ရတယ်။သူနဲ့ပရီးကလေးကို ထောင်မှုကတော့မသိအောင်ယုံငန်းမှာယူထားလိုက်မိတယ်။လာလာယုံငန်းထဲမှာလဲပြဿနာရိတ်ခနဲ့မြင်လိုက်လေတိုးသွားသလိုအေးကနေဖြစ်လိုက်နဲ့ဒီကိစ္စကိုအတွေ့အကြုံများတဲ့ထောင်ဝန်တန်းများကရိတ်မိလာကြတယ်။သူနဲ့ ဇေယတောင်ကြံရမရဖြစ်ပြီးနောက်နေ့အိမ်သို့ပြန်ယူခဲ့မိပြန်တယ်။ပြန်ယူလာတဲ့ညမှာပဲအိမ်ရှိဝါးတရိုက်လောက်စီမှာခွေးများစီကနေဖြစ်ကြပြန်တယ်။ဇေယတောင်ထားကြည့်တော့ခက်လန်းလန်းဝယုံအောင်မှာငုတ်တုတ်ကလေးရိုးတိုးရိတ်တိတ်တွေ့လိုက်ရတယ်။စိတ်ထဲပေါက်ပေါက်ရှိလာသဖြင့်ကန့်ကွာရော့မင်းပရိမင်းသွားတော့ဟုပြောကပရိနဲ့လှမ်းပြစ်လိုက်မိတယ်။ထိုအခါအရေးလေးပြောက် ခွေးဟောင်တန်လဲငြိမ်သွားတော့တယ်။မနက်တွင်ထိုနေရာသို့အသာလေးသွားကြည့်တော့ပတိလေးကိုတွေ့ရတယ်။အသာကောက်ယူပြီးတင်ထားလိုက်တယ်။နောက်နေ့ခွင့်ယူ၍ပတိလေးကို သူ့မိခင်ထံသွားပေးလိုက်တော့တယ်။မိခင်ကြီးမှာပတိလေးကိုကင်ကြည့်၍မျက်ရည်ကျရှာတယ်။ဘာပဲဖြစ်ဖြစ်ဆရာတော်အခုမှပဲဟင်းချနိုင်တော့တယ်။ဂျေနတ်မိတယ် ဒေသူတယောက်ထားရှိသွားတဲ့တစ္ဆာအယရှင်နေသူမိမိမှဂရိအတိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီမဟုတ်ပါလားဤဒီကထောင်မူဟောင်းဆရာတောင်းွယ်ရဲ့ကိုတွေ့ဖြစ်ရများပါယနေ့ပရလောကမယုံကြည်သူများကတော့ဒဏ္ဍာရီစံနေလိမ့်မယ်သို့တော်ဆရာတောင်းွယ်ယခုတိုင်ရှိနေပါသေးတယ်ဖရာတရားလှုပ်ရင်အတွေ့အကြုံများကိုစာရေးလျက်ရှိပါတယ် ဇာဖတ်သူတို့ဘူသူတတိုးပွားရန်အတိတရားအတန်ဝေကများရစိတ်သောငါမိမိတို့တွေတွေ့ကြုံဖြတ်သန်းတရှိခဲ့ရတဲ့အတိများကို ရေးသားတင်ပြရမ်းမှာကျွန်ုပ်တို့စာရေးဆရာများရဲ့တောင်းဝန်သာဖြစ်ပါတယ်။ဖတ်ရှုမှတ်သားစီစေ၍လက်ခံခြင်းလက်မခံခြင်းကဇာဖတ်သူတို့ရဲ့တောင်းဝန်သာဖြစ်ပါတော့တယ်။ ျွန်ုပ်သည်အငိမ့်စားထောင်မူဖောင်းဆရာတော်နယ်နှင့်ဘကိုးမျိုး၌စုံကြပြီးနောက်ဆရာတော်နယ်ပြောပြသည့်များကိုစာဖတ်သူများသို့ပြန်လည်ဖောက်သည်ချလိုစိတ်များတပွားပွားပေါ်ပေါက်လျက်ရှိပေတယ်။ဒုဗာညာလည်းစိတ်သာရှိ၍လက်မချမရေးဖြစ်ခဲ့ပြီ။ပြီးခဲ့တဲ့လကတပုတ်မျှသာရေးခဲ့ပြီးတော့ဆက်ရေးမယ်ကြံတော်လဲမရေးဖြစ်ရတဲ့အကြောင်းမှာယခုမြင်ကွင်းဆောင်မဂ္ဂဇင်းရဲ့စာရီးချုပ် ဆရာမောင်မောင်သိမ်းမှပင်စာရီးချုပ်အဖြစ်ဆောင်ရွက်ပြီးတော့ကျွန်တော်မှတာဝန်ခံအေရီယာအဖြစ်တီးဖြတ်ထုတ်ဝေမဲ့မြင်ကွင်းဆောင်လစဉ်ထုတ်မဂ္ဂဇင်းဂျာနယ်အတွက်လုံးပန်းနေရသောကြောင့်ဖြစ်ပါတယ်ကျွန်ုပ်ဒီမှာအလတ်တဲ့ဂျာထဲမှာဆရာတောင်းတွေနဲ့ပကူး၌စကားပြောဆိုပြခဲ့သည်တို့ကိုပြန်လည်တွေးတောလျက်လဲရှိတတ်လေတယ်အဲနောက်ဆုံးတွင် စိတ်ဝင်စားဖွယ်ကောင်းလာတဲ့ထိုအကြောင်းအရာဖြစ်ရဆမ်းများကိုမရေးဘဲနေလျင် ကောင်းစွာအလုတ်လုတ်၍ရမည်မဟုတ်မှန်ရိမ့်မိရကယခုဖြစ်ရက်စံနံပါတ်2ကိုဆက်လက်ရေးသားလိုက်ရရတော်သတည်းကျွန်ုပ်နဲ့ဆရာတော်တို့သည်ဘကူမျိုးတည်ရှိတရင်ထောက်ခင်ရဲ့အိမ်တွင် မနှက်စာထမင်းစားကြပြီးနောက်စကားစမိပြောပြကြလေတယ်အနာမှာတော့တရင်ထောက်ခင်နဲ့နောင်ထွန်းဘကူတင်တယ်မြပညာရေးတို့ရှိကြတယ် ကျွန်ုပ်ကအငိမ့်စားထောင်မူကြီးဆရာတော်ရဲ့ဇာတိကိုတိလို့တဲ့ဖြစ်စကားဆလိုက်တယ်ဆရာတော်ကဘယ်ဇာတိလဲဗျဘာလဲဗျဇာတိဆိုတာမွေးတဲ့ဒေသချက်မြုပ်ဒေသကိုပြောတာပါကျုံမှာချက်မြုပ်တဲ့ဒေသမရှိဘူးဗျအလိုဗျာဘလို့ဖြစ်ဘလို့ပါလိုက်ကျွန်ုပ်ကတန်းတော်မီးတော့ဆရာတော်ရီးနေတယ်ဆရာတော်က တကယ်ကိုလူကန့်လန့်ကြီးပါလားဟုလဲကျွန်ုပ်တွေးနေမိတယ်ကျွန်ုပ်ဘာတွေးနေတယ်ဆိုတာကိုရိပ်မိဟန်ရှိတဲ့ဆရာတော်ကလေအေးအေးလေးနဲ့ပြောလာတယ်တကယ်ပြောတာပါဗျာကျုပ်မှာချက်မြုပ်တဲ့အရက်ရဲလို့မရှိပါဘူးကျုပ်မွေးပြီးတော့အချင်းကို ရေထဲမျောလိုက်ကြတာဗျကျုပ်ကသင်းမောပေါ်မှာမွေးတာလေဩော် ဒါကြောင့်ချက်မြုပ်တဲ့အရက်မရှိဘူးလို့ပြောတာကိုဟုတ်ပါဗျာနှုတ်နေပါဦးရေထဲမျောတာကဘယ်အရက်ဘယ်စိတ်ကမ်းလဲဗျာဒါလည်းမသိရဘူးဇာအမေကတော့အထက်မင်းလှဇာတိပဲမင်းလှကနေအေယာဝရီတင်းမောစီလာတော့တင်းမောပေါ်တွင်မွေးလိုက်တာလေဗျာအမေကျုပ်ကငငယ်ကလေးကအေယာဝရီတင်းမော အလကားစီးခွင့်ရခဲ့တာဗျာ အဖော်တူပါခေါ်လို့ရသည်ကျုပ်ရဲ့လက်မှတ်ပြလိုက်ရင်သင်္ဘောသားတွေကလားတွေဆက်လံပေးကြတာပဲလေဟာတဲဟုတ်ပါလားကျွန်တော်တော့အားကြမိပါရဲ့ဒီလိုအခွင့်အရေးမျိုးရကြင်ဇမ်းလိုက်ပါပြီဗျာဒါကတော့ဆရာရဲ့ဖြစ်တော့ဖြစ်ခဲကိစ္စပါကျုပ်ကဘလို့ဖြစ်တော့ဖြစ်ခဲကိစ္စတွေနဲ့အကျိုးပေးနိုင်မှမသိပါဘူး စာရေးဆရာဖြစ်ခြင်းလို့ဖြစ်မှာပေါ့ဆရာရဲ့အဲ့ဒီဖြစ်တော့ဖြစ်ခဲ့ဆရာကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စလေးတွေဆက်ပြောပြပါအောင်အဲပြောရမယ်ဆိုရင်တော့ဆရာတော်သည်ပြောရမယ်ဆိုရင်တော့ဟု စကားပလင်ခန်းကစုံတော့ကြီးဦးရှန်စားရဲ့အိုင်တင်ဖြစ်မိကိုပုတ်လျက်နေရည် ကျွန်တော်တို့လည်းစိတ်ဝင်စားဖွယ်ဆက်လန်းအတွေ့အကြုံတစ်ခုကိုနားထောင်ရတော့မှကိုသိသဖြင့်ငြိမ်သက်စွာနားဆွင့်လျက်ရှိနေကြလေတယ်။ဇေယတော်ကရင်းနှီးချမ်းတစ်ခါကိုကြိုက်ခနဲ့မော့ချပြီးတော့သူ့ရဲ့အတွေ့အကြုံဖြစ်ရဆန်းတစ်ခုကိုပြောပြလေတော့တယ်။ဇေယတော်ပြောပြတဲ့ဖြစ်ရဆန်းတစ်ပုဒ်မှာအောက်ပါအတိုင်းဖြစ်တည်း။ကျွန်ုပ်သည်ထောင်မှုဘဝဖြစ် မြန်မာပြည်ဒေသအသီးသီးတို့ရောက်ရှိလျက်တောင်းဝန်ထမ်းဆောင်ရသည်ဖြစ်ရာဒေသန္တရဘုသူဒ္ဓများ အတော်လေးရရှိလာလေ တွေ့ရှိသည်များထူးဆန်းထွေလာဖြစ်ရများကိုမှတ်စုစာအုပ်လေး၌ရေးသွင်းထားပြီးတနေ့၌ပြန်လဲရေးသားရန်ရည်မှန်းချက်ထားခဲ့လေတယ်ယခုတင်ပြလက်တန့်သော ဖြစ်ရသည်1968ခုနှစ်ဝန်းကျင်ကပကူးယူမတော်လန်သွားရာ အတွင်းတွေ့ကြုံခဲ့ရတဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ် မေတ္တာတရားရဲ့နှက်ဆိုင်မှုပုံရိပ်များကိုယခုဇက်လန်း၌တွေ့ရမည်ဖြစ်ပေတယ်။ထိုနှက်ဆိုင်တဲ့မေတ္တာဇက်လန်းအစသည်ကဇေယျဥကိုလည်းရေကျုပ်တော်သွင်းတစ္ဆကံသွားမလို့ဗျာလိုက်ခဲ့ပါလား။ဒေါကြီးဥဝင်းနိုင်ကကျွန်ုပ်အားအဖော်လာဆက်သဖြင့်ကျွန်ုပ်လိုက်ဖို့မလိုက်ဖို့စဉ်းစားရလေတော့တယ်။ကျွန်ုပ်မှာထောင်တွင် ထောင်မူးတာဝန်ယူထားရပြီးတော့ဥဝင်းနိုင်မှာ တစ်တော်ဌာနမှအရာရှိဖြစ်လေတယ်။ကျွန်ုပ်နဲ့ဦးဝင်းနိုင်မှာရင်းနှီးကြပြီးတော့တော်ရင်တစ်စကန်းများသို့၎င်းကျွန်ုပ်ရဲ့ထောင်ကျအကျဉ်းသားများအလုတ်စကန်းသို့၎င်းတွားကြရာ၌အတူတွားလေးရှိတဲ့ရှိတဲ့အားလျော်စွာခေါ်နေခြင်းဖြစ်ပါတယ်။ကျွန်ုပ်လည်းလိုက်နေကြဖြစ်သလိုအကျဉ်းအလုတ်စကန်းသို့လည်းတွားရောက်ကြည့်ရှုလိုသဖြင့်လိုက်မယ်လို့ဆုံးဖြတ်လိုက်လေတယ်။ဟုတ်ကဲ့ဗျာလိုက်မယ်။မနက်စောစောသွားမှာလက်ခေါ်မယ်စောင့်နေ။ ကောင်းပြီဗျကျွန်ုပ်ဒီဂရိခိုင်ခိုင်ပေးလိုက်ပြီးတဲ့နောက်မနှက်ပြန်တော်ရင်ခยีသွားရန်အရေးစိတ်ထဲမှာအစီအစဉ်ဆွေးနေမိလေတယ်ဦးဝင်းနိုင်ကတော့သူမောင်းလာတဲ့ကြစ်ကားလေးကိုလာလန်းအတိုင်းပြန်လှည့်မောင်းလေတယ်နောက်တနေ့မနှက်မိုးတောက်တာနဲ့ဦးဝင်းနိုင်ကကြစ်ကားကလေးနဲ့လာခေါ်နေတော့တယ်ကားပေါ်မှာမြည်သူမှမပါသူနဲ့ ကားရှိခန်းပေါ်တက်၍သူ့ဘေးမှာကတ်ထိုင်လိုက်ပြီးတော့စကားတပြောပြောနဲ့ခยีနှင်လာခဲ့ကြတယ်။ကနဦးကလမ်းဖြူတော်လဲတော်တွင်ပိုင်းရောက်လေလမ်းကဆိုးလေဖြစ်တော့တယ်။တစ်တော်နဲ့ဌာနဆိုင်ရာရင်များသာတခါတရံသွားတဲ့လမ်းဖြစ်တဲ့အားလျော်စွာလမ်းကမကောင်းပါ။ကြိုက်များကျင်းများခြုံများကို ရှောင်မောင်းနေရ၍ခยีကမတွင်လှ။ဦးကိုကိုလည်းဒီနေ့ကားမောင်းရတာတိတ်ဟန်မကြလှဘူးဗျာ။ တခုခုလုံးနေတယ်လို့ပဲဗျာ။အော်ခမရစိတ်ထင်လို့နေမှာပါ။ဘာပဲဖြစ်ဖြစ်ဖရာတရားတန်ကဥထိတ်ထားပြီးတော့တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုမြစ်တာပို့ဗျာ။မြစ်တာတော့များလဲရွတ်ဗျာ။ဒါတောတောင်နဲ့ခྱི་သွားရင်မဖြစ်မနေလောက်ရမယ်အလုပ်ပဲဗျာ။ကျုပ်တောင်မြစ်တာတော့ရွတ်ပြီးလိုက်လာတာဗျာ။ဟာရွတ်ပါတော့ကောဗျာ။နတ်တွေလဲမြစ်တာပို့ပါရဲ့။ဒါထက်နေစမ်းမအောင်ဗျာ။ ဟိုးရှေ့ရမဲမဲကြီးကတက်တုံးကြီးများလားအမ်မှန်စမ်းအမ်လမ်းကိုကန့်လန့်ဖြက်ကြီးနဲ့တက်တုံးကြီးနဲ့တော့တူပါရဲ့ဗျာဒါပေမဲ့တက်တုံးမဟုတ်ဘူးတော့များတယ်ကျွန်ုပ်ကရှေ့မှစံတော်ဝါတရံကိုတေချာကြည့်ရင်းနဲ့ဝေပန်းစစ်ကြောနေမိတယ်အချိန်မှမွန်းလွဲချိန်ဖြစ်တော်လဲမိုးသားများအုတ်ဆိုင်ညို့တက်နေ၍တိုးကြီးမှမောင်းနေတယ် အရာဝတ္ထုဟူသမျှမပီပြင်းမထင်ရှားဝိုးတော်ဝါဖြို့ဥကိုလက်လှုပ်တလို့ပဲဗျတစ်သုံးမဟုတ်တာတော့တေးချာနေပြီတေးချာကြည်စမ်းပါအောင်ပဲဗျာကားကိုဆက်ရက်ထားလိုက်ဗျာကျွန်တော်တို့လည်းကားဆက်ကိုရက်ထားလိုက်ပြီးအရာဝတ္ထုကြီးစီတို့မျက်တောင်မခတ်ကြည်နေမိကြတော့တယ်တစ်လုံးတရံအရာဝတ္ထုကြီးမှာလမ်းကိုကန့်လန့်ပြုတ်လျက်ရှိနေသည်မှာ တက်တုံးကြီးလားထင်မှန်မားစရာဥကိုလက်မဲမဲကျုပ်ကျုပ်တလှုပ်လုံးနဲ့ဧကန်နာမွေကြီးဖြစ်လိမ့်မယ်ဗျကြီးမှကြီးဗျာမွေကြီးဖြစ်လိမ့်မယ်လုံးမနေနဲ့တကယ်မွေကြီးပဲဗျလမ်းဖြတ်ကူးနေတာ အမိနဲ့ခေါင်းပြောင်းနေတယ်တော်တော်ရှည်လျားတဲ့အကောင်ပဲဗျအခုနေကားနဲ့ဖြတ်ကြိတ်လိုက်ရရင်ကောင်းမယ်ထင်တယ် ဟာမလုတ်ပါနဲ့ဗျာကိုကိုဒုက္ခပေးတာမှမဟုတ်ပဲဟာသူ့လန်သူသွားပါစေကျွန်ုပ်မှဟန့်တားလိုက်တဲ့ဖြစ်ဥဝင်းနိုင်ငြိမ်သွားတယ်ကားပေါ်တက်၍ CRI ကိုကင်ကမွေကြီးအမိဖြတ်သွားမဲ့အချိန်ကိုစောင့်နေလေတယ်ကျွန်ုပ်လည်းမွေကြီးအားမေတ္တာများပို့လျက်ဘေးရန်ကင်းစွာထွက်ခွာသွားနိုင်စေဖို့ဆုတောင်းပေးနေမိတယ်။မွေကြီးဖြတ်သွားခြင်းကိုစောင့်ရင်းကားပေါ်တက်ထိုင်နေမိတော့တယ်။နှူးသား စကားမပြောဖြစ်ကြပဲမွေကြီးကသာအာယုံစိုက်ရင်မျက်လုံးများမေး၍စောင့်နေမိတော့တယ်ဂျိုးဦးဝင်လိုက်ထထထမွေကြီးမရှိတော့ဘူးဟာဟမ်ဦးဝင်နိုင်မှာဟာဟင်အတန်ပြုတ်လျက်အဲ့ရမလက်နိုးလာသလိုဖြစ်နေတယ်သူအိပ်ပျော်နေပြီးကျွန်ုပ်နှိုးမှနိုးလာခြင်းဖြစ်လေတယ်ကျွန်ုပ်တို့မှာမွေကြီးကိုစောက်ရင်ကားပေါ်မှာအသီးသီးအိပ်ပျော်သွားမိကြခြင်းဖြစ်ပါတယ် ။ဦးဝင်းနိုင်က CRI ဘောခေါင်းတင်၍၎င်းကျွန်ုပ်ကနောက်မီကိုမှီ၍တော့၎င်းအိပ်ပျော်သွားကြခြင်းပင်။မြည်မြကြာသွားသည်မသိ။နှိုး၏ကြိလိုက်တော့မွေကြီးလည်းမရှိတော့။မွေရိပ်များလည်းကင်းစင်သွားလိမ့်ပြီ။နေမွန်းတဲ့နေပြီမှန်တော်လဲအလင်းရောင်လေးများပို့မို့ကောင်းမွန်လာတယ်။ခုနကမိုးသားများအုပ်ဆိုင်နေ၍မှောင်သလောက်ယခုမမှောင်တော့ကျွန်တော်တို့လည်းကားကိုမောင်းခဲ့ရင် အတွေးကိုစီနဲ့ရှိကြလေတဲ့ နှစ်ဦးသားအိပ်ပျော်သွားရတဲ့အဖြစ်နဲ့မွေကြီးပျောက်ချင်းမလှပျောက်သွားရတဲ့အဖြစ်များကိုတွေးနေမိကြလေတည်းဟာဆရာတို့ပါလားမိုးချုပ်လာပေါ့အေးကွာလမ်းမှာနည်းနည်းကြာသွားလို့နောက်ဆုံးဝင်ရမယ်စကန်းတို့မိုးချုပ်လူမှရောက်သွားတဲ့ဖြစ်တပည့်များကစီးကြိုရင်းဥပန်းစွာ ပြောခြင်းဖြစ်ပါတယ်ခยีပန်းလာတဲ့ဖြစ်စကားသိမ့်မပြောနိုင်ကြပဲ။ ဲပေါ်တက်၍တုံးလုံးပက်လက်နားကြတယ်။ကားကိုတော့တစ်ပင်အောင်မှောင်ရိပ်မှထိုးထားခဲ့တယ်။တပည့်များချက်ကျွေးတဲ့ညနေစာကိုစားတော့ပြီးချိန်၌ခိတ္တမြစကားပြော၍စောစည်းစွာအိယာဝင်ကြတယ်။မနှက်စောစောထား၍အပြန်ခရီးသွားကြရမှာမို့မနှက်စောစောနှိုးရန်မှာကြားထားရသေးတယ်။ဆရာဆရာခေါ်တန်တဲ့တဲ့ကြား၍မျက်လုံးဖွင့်ကြည့်လိုက်မိတယ် ရောင်နေပြိုးနေပြီဖြစ်၍လူလဲထလိုက်ရတယ်။ဦးဝင်းနိုင်ကိုလည်းပုတ်နှိုးလိုက်ရတယ်။နိုးနေလားဆရာ။ကောင်းငင်မောင်းနဲ့ဆက်သားကြောက်လေးစားလိုက်ကြပါဦး။ပြီးမှခီးဆက်ကြတာပေါ့ဆရာ။အေးအေး။အသင့်ခတ်ပေးထားတဲ့ရေနဲ့မျက်နှာသိ၍အငွေ့တထောင်းထောင်းထနေတဲ့ကောင်းငင်မောင်းကိုထိုင်စားနေမိတယ်။လက်ဆက်တဲ့ဆက်သားကြောက်အားမီးဖုံးကြီးမှွားနေအောင်ထုကစီရွှဲရွှဲစမ်းထားတာမို့ကရင်တွေ့လာတယ် စားကောင်းနေတော့ရှိသေး။တပည့်တဦးကအမောတကောပြေးလာပြီ။ဟာဆရာတို့ဆရာတို့ကားပေါ်မှာမွေကြီးဗျ။နဲတာအိမ်မဟုတ်ဘူး။ကားပိမှတ်လို့ကြည်နေတာ။ဟေးထိုသူရဲ့စကားကြောင့်ကျွန်တော်တို့အာမေရိတ်ပြုမှပြုမိကြတယ်။နန်းနေတဲ့မိကိုဆွဲ၍တဲထဲမှဆင်းခဲ့ကြတယ်။ကားအနီမှာတော့လူ၃၄ဦးခန့်ဝိုင်းနေကြတယ်။ဟေးဘာမှလဲကွာ။ဒီမှာဆရာ နေတဲ့ကောင်ကြီးမဟုတ်ဘူးကားထဲသို့လက်နေတမီးဖြစ်ထိုးပြတယ်မွေကြီးသည်အတန်ကြားရသို့လှမ်းကြည့်နေရမျက်လုံးဝင်ဝင်နှလုံးကိုထင်းထင်းကြီးမြင်နေရတယ်ဟာဒါကျုပ်တို့လမ်းမှာတွေ့ခဲ့ရတဲ့အကောင်ကြီးပဲဗျဘလို့များကားပေါ်ပါလာပါလိမ့်ဦးဝင်းနိုင်ကတအံ့တော်ပြောတယ်ကျွန်ုပ်လည်းလွန်စွာအံ့ဩနေမိတော့တယ်စိတ်ထဲမှာလည်းမြေတားပို့ရင်တီတူပြောနေမိတော့တယ် မင်းဘာလို့ငါတို့ကားပေါ်လိုက်လာရတာလဲဘာအကြောင်းရှိလို့လဲမင်းတို့တို့အန်နေရမပြုတ်ဘူးကိုလန်းကိုသွားပါတို့လည်းပြန်ကြရအောင်မှာရင်ထဲမှာတီတိုးစကားကို မွေကြီးနားလေဟန်တူတယ်ခေါင်းထောင်ကြည့်ရင်းနဲ့ခေါင်းဆက်ဟန်ပြုတ်တယ်ကျွန်ုပ်မှမွေကြီးအားရံမမူကြရန်ဟန့်တားရင်းမွေကြီးဘေးကင်းရာသွားဖို့တီတိုးပြောနေမိတယ်တအောင်မြကြသောမွေကြီးလှုပ်ရှားလာတယ် လူများလည်းမျက်တောင်မခတ်ရဲ့မွေကြီးဟာဥကောင်းကိုကားနောက်ပိုင်းသို့ရွေ့လျားလာရင်းနဲ့တရွေ့ရွေ့ဆင်းလာတယ်။မွေကြီးဆင်းလာတာကို ကြည့်ရင်အားလုံးပဲအသက်ရှူဖို့မေ့နေကြတယ်။ကျွန်ုပ်ရဲ့တသက်နဲ့တကူအီမြကြီးမားရှည်လျားတဲ့မွေမျိုး မတွေ့ခဲ့ဘူးပါကြီး။လုံးဘက်မှာဝဘိုးကြီးကြီးတလုံးမြအရှိကလည်းဆက်နှစ်တောင်ကြော်လိုက်မယ်ထင်းနေ။ဟာ ဟမ်အားလုံးအံ့ဩ၍အတန်များပင်ထွက်သွားတယ်။မွေကြီးဆင်း၍ဆုံးလူဆုံးခင်၌ထူးဆန်းသောမြင်ကွင်းကြောင့်အံ့ဩကြခြင်းပါ။ကြည့်ပါဦး။မွေကြီးနှင့်အတူဆင်းလာကြသည်ကမွေပေါက်ကလေးများမွေပေါက်ဆိုတော့လေငငယ်လေးမဟုတ်တော့အတန်ငယ်ကြီးတဲ့မွေအရွယ်ခန့်ရှိနေပါပြီ။သုံးလေးကောင်ဆင်းလာကြပြီ။မွေကြီးနောက်သူလိုက်သွားကြတယ် ကျွန်တော်တို့အားလုံးမှာဖြစ်စဉ်အဆအဆုံးကိုကြည်ရင်မင်တက်နေမိကြတယ်အားလုံးသောလူများထဲ၌ကျွန်ုပ်သည်ယင်အခုံဆုံးနဲ့စိတ်အလှုပ်ရှားဆုံးပင် ဖြစ်ပါတော့တယ်အကြောင်းမူကားမွေကြီးနဲ့စဆုံကြပုံကိုကစမ်းနေသလိုမွေကြီးကိုစောက်ရင်နှစ်ဦးစလုံးအိပ်ပျော်သွားကြသည်မှလည်းစမ်းနေပါတယ်ထို့ပြင်မွေကြီးကားပေါ်တက်ခွေ၍လိုက်လာတာကိုလည်းမတိလိုက်ကြခြင်းပင် စခန်းရောက်တော့လဲမြည်သူမှတတိမထားမိကြမနဲ့စောစောကားပေါ်သို့တောထွက်လက်ဆောင်များတင်ရန်သွားတော့မှတိကြခြင်းပါဒါတော့ကားတာယာကြီးထင်မှတ်၍နေကြသေးတယ်မဲမဲပြောင်ပြောင်ကြီးကလှုံမှတိကြခြင်းပါတဲ့ထူကြသည်မှာမွေကြီးသည်မြည်သူကိုမှအန္တရာယ်မပြုတ်ထိုးမွေကြီးကခလေးမွေးရန်အတွက်ကျွန်ုပ်တို့နှင့်လိုက်ခဲ့ခြင်းဖြစ်တန်ရာတယ် တော်ထဲမှာသဘာဝအတိုင်းမွေးလျင် ဖြစ်ပါလျက်နဲ့ကားပေါ်တက်လိုက်လာခြင်းကတော့အံ့ဩမကုန်နိုင်စရာအဖြေလဲရှာမရပါကြီးအဖြေရှာမရတဲ့ထိုအတွေ့အကြုံစမ်းကိုမှတ်တမ်းတင်၍တနေ့ပြန်လဲရေးသားရပါဦးမယ်ကျွန်ုပ်ရဲ့ခေါင်းထဲမှာတော့ကျွန်ုပ်နဲ့မွေကြီးသည်ညီကဲ့သို့ပဋ္ဌာန်းဆက်ရှိလေသည်နီးဆိုတဲ့ဗေလိပေါင်းများစွာနဲ့